ကဲအားလုံးမင်္ဂလာပါရှင်းနေသေးကကနံပြန်ကြကနံတက်ခွေရဲ့အပေါ်က6ကောင်ည6ကျွန်တော်ပြောချင်တာပေါ့နော်20နဲ့နှစ်ကြိမ်ပေါ့နော်ကြိုက်တယ်ဆိုရင်တော့ထိုးပါကဲအားပေါ့နော်ကြိုက်တယ်ဆိုရင်တော့ကစားလို့ရတယ်ဒါကျွန်တော်ဖုန်းနံပါတ်က3992533091ပေါ့နော်အဲ့မှာကျွန်တော်က ီးကနေ့ကကျွန်တော်တို့ဒီ606ကိုဂိုင်ခဲ့တယ်အဲ့တော့606ဂိုင်ခဲ့တော့ကျွန်တော်6သုံးညာ6နဲ့တော့လိန်သွားတယ်ပေါ့နော်နှစ်ခက်နဲ့လိန်သွားတယ်နောက်ပါဝါနဲ့ဂိုင်တာဘာလို့ပါဝါနဲ့ဂိုင်ခဲ့လဲဆိုတော့ကယ်လန်ဒါမှာဒီမှာပေါ့6နဲ့6လို့ဒဲထွက်တယ်ဒီလိုနှစ်ကက်ကလေးတွေအလုပ်တယ်ပေါ့နော်6နဲ့6လို့ဒဲထွက်တာနှစ်ကက်ရှိတာအဲ့ဒီ6နဲ့6လို့ဒဲထွက်တာလည်းအဲ့ဒီနေရာမှာ6အခွားကထပ်လိုက်တယ်ထပ်လိုက်တယ်ကျွန်တော်ဒီနေရာမှာ606ကိုလိုက်ခဲ့တယ်6အခွားလိုက်တဲ့အချိန်မှာဒီ6နဲ့6မလို့နှစ်ပါဝါခွန်ခါနေဆိုပြီးတော့ 6ခု6ဆိုပြီးကျွန်တော်လိုက်တာဘာလို့လိုက်လဲဒီမှာကလင်နာနှစ်မှာနှစ်ကပ်ပဲရှိတာဒီ98ခုခုရှစ်လို့ကလင်နာမှာနောက်ထိပ်စီ3လုံးလှဲတာကလည်းနှစ်ကပ်ပဲရှိလို့အဲ့ဒီအောက်ကိုကျွန်တော်က6 3 6 6ခု6ကိုလိုက်ခဲ့တာသူက6နဲ့6နဲ့လောက်ထားသွားတယ်ဒီမှာကလင်နာမှာခုနှစ်ခတ်3ညနဲ့လာတယ်ပေါ့နော်6နဲ့6တဲထွက်တယ်အဲ့ဒီနေ့ထဲမှာ6အခွလို့ထက်လိုက်တယ်ဒီမှာလိုက်တယ်ပေါ့နော်လိုက်တဲ့အချိန်မှာကျွန်တော်ဒီနေရာမှာ6 6ခု6လိုက်ခဲ့တော့ဒီမှာ9ခု8လို့ကလင်နာမှာနှစ်ကပ်ပဲလှဲလို့အဲ့ဒီအောက်ကိုကျွန်တော်က6အခွနဲ့6ခု6အဲ့ဒီမှာ7 line တော့ပြခဲ့တယ်တင်တယ် ဆက်ကွက်ထိုးတဲ့လူတွေတော့ပေါ့မယ်ပေါ့နော်ဒါကျွန်တော်တို့ကင်ခဲ့တာကအဲ့မှာမန်ဘာထဲမှာကင်ခဲ့တာက6.6ကင်ခဲ့တာကင်ခဲ့တာကိုသူ6.6နဲ့လှည့်သွားတယ်လှည့်သွားတော့အဲ့ဒီဟုတ်ပြီအဲ့ဆိုရင်ထားလိုက်တော့အဲ့ဒီဒီခွန်9ခွန်10လို့လှည့်တာနှစ်ကပ်ပဲရှိတယ်အဲ့ဒီ9ခွန်10ရဲ့အောက်က6.6ကနောက်နှစ်ကို तू ပြန်ထွက်တယ်ပြန်ထွက်တော့ကျတော့4 1 3ဆိုပြီးတော့နောက်ပိတ်3လုံးထောက်နဲ့နောက်ကိုကတ်ပြီးတော့ချတယ်ပေါ့နော် အဲ့ဒါဆိုရင်ကျွန်တော်ဒီ6396ကလည်းနောက်ထပ်ကိုပြန်ထွက်ခဲ့ရင်ကဏ္ဍလူကဏ္ဍ606လားသို့မဟုတ်အဲ့ဒီ6396 606တော့ကဏ္ဍလူကဏ္ဍရန်ရင်ရန်ပေါ့နော်အဲ့ဒါ413လို့ဒီမှာထောင်းထားပြီနောက်ပိတ်တော့အဲ့ဒီ413ထောင်းနေနောက်ကိုကျွန်တော်ကအဲ့ဒီ6396ကိုထည့်ခြင်းနေပေါ့နော်ထည့်ခြင်းနေအဲ့ဒါဆိုရင်ဒီအခြေခံလေးရပေါ့အဲ့တော့ကျွန်တော်ဒီရန်ရင်ရင်606ကိုပါပါရန်ပေါ့606အာကိုပါပါရန်ပေါ့ဒါကဟိုအပူးခွာဆိုတော့ဒီနှစ်ကွက်လုံးအာမှာအာရန်ပေါ့နော်အာရန်ပေါ့ 6600တော့တင်ထိုးပေါ့ကြိုက်တယ်ဆိုအဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ legacy နဲ့ကျွန်တော်မျှောကစားခဲ့တဲ့ပုံညာလေးတစ်ကျွန်တော်မျှောကနန်းတင်ပေးထားတာဟုတ်ပေါ့နော်ဟိုနှစ်လေးပိုင်းတော့ရတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့သူကမျှောရရတာနှစ်လေးတစ်လို့ကလင်နာမှာခွေတော့သူ့အောက်မှာ6600တည်တယ်သူကပထမနှစ်ကမှာတော့သူကဟိုဒီ6500လေးတစ်ဆိုပြီးတော့ပါသူကခါခါလေးလုံးထောင်းတယ်ပေါ့ဗျာလို့မြင်ကျွန်တော်နှစ်လေးတစ်လို့ခွဲထုတ်လိုက်တယ်ဒီမှာ2လေးတက်လို့ခွေပြီခွေပြီဆိုတာနဲ့သူကဒီမှာ6500လေးတက်လို့ဖြစ်တာနှစ်ကဖရိတ်မှာကသူကဒီမှာ196ကနန်းတူကနန်းတဲတာ တင်းဟုတ်ဟုတ်ပြီဒီမှာကျတော့သူဒီ2 4 1လို့ဒီမှာတုံးကပ်ဖြစ်သွားပြီ2 4 1အခွေအခွေအောက်မှာကျွန်တော်က196ရဲ့နှက်ခတ်နှက်ခတ်196လို့တင်ပေးခဲ့တယ်အဲ့တော့ကလည်းပါပါရရတဲ့လူတွေရတယ်ကျွန်တော်အဲ့တော့ကလိုင်းမော်စရောက်ခါစနော်လိုင်းမော်စတင်ခါစကျွန်တော်တို့မန်ပါစခေါ်တာကဒီ6လေးနှစ်တဲအောင်ပြီးမှစခေါ်တော့ဒီမန်ပါခေါ်ပြီး၈တုံညာခေါ်မှကျွန်တော်မန်ပါဒူအောအာအောင်လားအဲ့အဲ့ဒီနေမှာပဲတက်တုံညာ6ပေါအောင်အောင်လားအဲကျွန်တော်မှန်ပါတယ်မှာကားတောင်ကစားမဲ့ပေါသွားတဲ့ညီလေးအဲအဲ့ဒီကောင်အဲ့ဒီညီလေးကဒီမှာဟိုက်ချက်လားမသိဘူးအဲ့တော့ခါတော့သူ ဲ့တော့ဒီမှာ तू ကတစည်းပေါက်တယ်နောက်နေ့မှကျဒီ900ညတော့ပေါက်ရဲမှာအာအောင်တော့လေ तू တစည်းထပ်ပေါက်တယ်နှစ်စည်း तू 2020နှစ်ကလည်းလက်တွဲလာတာပေါ့နော်အဲ့အဲ့တော့အဲ့ဒီမှာကျွန်တော်ကပုံကံရောက်ဆုံးတော့ तू ပါဝါနက်ခတ်တွေကစားတတ်တယ်ဆိုပြီးကျွန်တော်တင်ပြီးခဲ့တာအဲ့တော့က196ပထမနှက်ကမှာတော့2.1အခွေအောက်က196တွေကိုသူက196ကိုနက်ခတ်လန်လိုက်196ရတယ်196ရပါဝါကြတော့3.3လေးအဲ့ဒီ3ခွက်ကိုကျွန်တော်တင်ပေးခဲ့တဲ့196လေခဏနုခဏ3ခွက်လုံးမှာတော့ခဏနုခဏတည့်ဘူးကအားနေသွားပြီပေါ့နော်အားနေသွားတယ်ဒီလိုအနီးကတည့်ဖို့ပြောတာနော်အဝေးတွေကြရင်တော့တည့်ရင်တည့်တာပေါ့လေဟုတ်လားအဲ့ဒါလည်းရှားပါတယ်အဲ့တော့ ဒီအီနှစ်လေးတိအခွေအောက်မှာသူကနက်ခတ်လန်းတော့တာရှိကို6နက်ခတ်အဲ့ဒီမှာကျွန်တော်အဲ့ဒီမှာကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီနှစ်လေးတိလို့ခွေတဲ့သုံးကတ်ကိုကျွန်တော်တို့ကကြည့်လိုက်တော့အဲ့ဒီနှစ်လေးတိလို့ခွေတဲ့မခွေခင်သူရှစ်တစ်နှစ်ကျော်တည်းကလေးထိုင်တဲ့ပရင်္ဂါကနန်းနောက်နှစ်ကိုထွက်တယ်ပေါ့နော်လေးထိုင်တဲ့ပရင်္ဂါကနန်းနောက်နှစ်ကိုထွက်တယ်နောက်နှစ်မှာသူ့ရဲ့ဇောင်းမှာနှစ်လေးတိလို့ခွေတယ်သူလေးကတ်ကြီးပြေးသွားတာနော်အဲ့ဒါဆိုရင်အဲ့ဒီလိုလေးထိုင်တဲ့ပရင်္ဂါကနန်းထွက်ပြီးတာနဲ့ ဒီတနေ့ကျော်မှလေးဟွာခွေတာပေါ့နော်ဒီမှာသူ့ဆောင်မှာနှစ်လေးတက်လို့ခွေတယ်ပထမနှစ်ကမှာတော့ခွေပြီးရတယ်သူဗလိ6ရက်ပြီနော်ဗလိ6ရက်ပြီအဲ့တော့ဒီမှာလေဒီနှစ်လေးတက်လို့ခွေတယ်သူရှိတနေ့ကျော်မှလေးထိပ်ပြီးတော့သုံးထိပ်နဲ့ဗလိ9ခဏနောက်နှစ်ကိုရိုက်တယ်ရက်ပြည့်နဲ့သူ့ဆောင်မှာနှစ်လေးတက်လို့ခွေတယ်နော်ခွေတယ်အဲ့မှာသူကဗလိကဒီနှစ်လေးတက်လို့ခွေတဲ့ချိန်မှာဆယ်ကွယ်လိုင်းကိုသူကဘယ်လိုလုပ်လဲဆိုတော့နှစ်ကမှာဗလိ6လာတယ်ဒုတိယကမှာဗလိ9လာတယ်အတတိယကမှာကျတော့သူကဒီနှစ်လေးတက်လို့ခွေတဲ့ရှိ့ရှိတနေ့ကျော်မှနှစ်ထိပ်နဲ့ဗလိ9ခဏရှိတယ်ဒီမှာအဲ့ဒီနှစ်ငါးရှင်နောက်နှစ်ကိုထွက်တယ် ထွက်ပြန်တဲ့သူကနှစ်လေးတစ်ကအဲ့ဒီနောက်နှစ်မှာအပေါ်မှာသွားခွေးတာဒီမှာကျတော့သူကဘာလုပ်လဲဗရိတ်ပဲလုပ်လို့တယ်တုံးကတ်ဆိုတော့သူလိန်ပြီပေါ့နော်သူကဗရိတ်လေးလို့လုပ်သွားတာအဲ့ဒီဗရိတ်လေးကသူကဗရိတ်6ဒီလေးထိုင်တဲ့ဗရိတ်ငါကနနောက်နှစ်ကိုထွက်တော့ဗရိတ်6သူ့ဆောင်မှာသုံးထိုင်တဲ့ဗရိတ်ငါကနနောက်နှစ်ကိုထွက်တော့ဗရိတ်ငါနှစ်ထိုင်တဲ့ဗရိတ်ငါကနနောက်နှစ်ကိုထွက်တော့ဗရိတ်လေးအဲ့တော့ကျွန်တော်ကသူကလင်နာရဲ့သဘောတဘာဝကလေးသူကမျောလာပြီဆိုရင်မူတွေကိုစင်ပွားရိုက်တယ်လေစင်ပွားရိုက်တယ်ဆိုတော့ကြတော့ကျွန်တော်ကကြည့်လိုက်တာ ဲ့ဒါဆိုရင်ဟုတ်ပြီနှစ်နှစ်စီတစ်ခါဖြတ်လိုက်တာနဲ့နှစ်လေးတစ်ကတော့သုံးကပ်ပဲခွေးသွားတာပေါ့နော်သူရော့ရိုက်တဲ့အမှုကိုသူ့ရဲ့နောက်နေထဲမှာနှစ်ထိပ်ပြီးတော့တစ်ထိပ်ပေါ့နော်ဒါလေးကပ်စီပြန်ဖြစ်သွားတစ်ထိပ်နဲ့ဗရင်ငါကနာတလိုက်ထွက်ရေးအဲ့ဒီတစ်ထိပ်နဲ့ဗရင်ငါကနာကနောက်နေ့ကိုဒီမှာထွက်တယ်ထွက်တော့ကျတော့တူတူဆောင်းမှာဗရိတ်6ဗရိတ်5ဗရိတ်4ဗရိတ်3ဆိုပြီးဒီမှာ2023နှစ်ကုန်မှာငါးလေးလေးထွက်ထားတာငါးလေးလေးကဗရိတ်3သူ့ရဲ့ထောင်းမှာသူကငါးဗရိတ်3ဆိုပြီးတော့ဗရိတ်6ဗရိတ်5ဗရိတ်4ဗရိတ်3ဆိုပြီးတော့သူလေးကပ်စီကစားသွားတယ်အဲ့တော့ငါးကပ်စီဆိုရင်ဒီမှာသုံးကပ်မှုနဲ့ဆိုရင်နှစ်ထိပ်နဲ့ဗရင်ငါကနာနောက်နေ့ကိုထွက်တယ် တစ်ထိတ်နဲ့ပတင်းကားကနေနောက်နှစ်ကိုထွက်တယ်အဲဆိုရင်ဒီနှစ်ထဲက၃ညထိတ်နဲ့အဲ့တော့နှစ်နှစ်တစ်ဖြတ်ပေါ့နော်၆နှစ်ကို၂နှစ်တစ်ဖြတ်စီ၂နှစ်တစ်ဖြတ်နှစ်နှစ်ဒီမှာ၂နှစ်တစ်ဖြတ်၂နှစ်တစ်ဖြတ်၂နှစ်တစ်ဖြတ်အဲဆိုရင်ဒီနှစ်ထဲမှာနှစ်ထိတ်တစ်ထိတ်၃ညထိတ်နဲ့ပတင်းကားကနေကဒီမှာ၃ညလေးတည်းအဲ့ဒီ၃ညလေးတင်နောက်နှစ်ကိုထွက်ဆိုပြီးကျွန်တော်နှစ်လေးပိုင်းလုံးလာတာနှစ်စာပိုင်းလုံးတင်ပေးထားတယ်နော်အဲ့ဒါဆိုရင်ဒီအဲ့ဒီထားလိုက်ရောသူကဒီ၃ညလေးတင်မွေးကနန်းဆိုက်ရှိတာပေါ့မွေးကနန်းပေါ့သူလေးကတိပြေးသွားတယ်လေသူကဗရိတ်6သူကတောင်းမှာလေးထိနေဗရိတ်ကနန်းနောက်နှစ်ထွက်တော့ဗရိတ်6 ုတ်ထိန်နဲ့ပဒိန်ငါကဏ္ဍနောက်လေးကိုထွက်တော့သူ့ဆောင်မှာပဒိန်ငါအနှစ်ထိန်နဲ့ပဒိန်ငါကဏ္ဍထောင်းနောက်ထည့်ထွက်တော့ပဒိန်လီလီတစ်ထိန်နဲ့သူကအနိကပါရောရိုက်သွားတစ်ထိန်နဲ့ပဒိန်ပဒိန်ငါကဏ္ဍနောက်လေးထွက်တော့ပဒိန်ပြုံး653လို့ပဲရိုးသွားစီးသွားတဲ့အချိန်လားသူကဗရိငားတွေကြောင့်အဲ့ဒီ၄ထိန်နဲ့ဗရိငားကဏ္ဍနဲ့ထည့်ရဒီနောက်တစ်နှစ်ကျော်မှာပေါ့နော်နှလုံးပေါင်း9000နဲ့ကဏ္ဍတွေကဇောင်းတပင်တွေလို့သူလေးကပ်ကိုသူအတိအကျလောက်သွားပြီလေးကပ်ကိုဇောင်းတပင်တွေတက်ရိုက်တာနော်အဲ့ဆိုရင်၃ထိန်နဲ့ဗရိငားကဏ္ဍနောက်နှစ်ကိုထွက်တော့ဗရိ6ရိုက်တယ်အဲ့ဒီ၃ထိန်နဲ့ဗရိငားကဏ္ဍနှစ်ထည့်ကနှလုံးပေါင်း9000 နော်သုံးထိန်နဲ့ပရင်္ဂါကဏ္ဍနေ့တွေကနှလုံးပေါင်း၅သန်းဟိုမှာကတော့ဒီ6လေးဆိုတာတိလေးအတွက်ကပရင်္ဂါ၅သန်းအဲ့အဲ့ဒီဒီနားနောက်နေ့ကိုနောက်တနေ့ကျော်ဆောင်းလိုက်ပြီးတော့ထွက်တယ်အဲ့တော့ဒီမှာနှစ်ထိန်နဲ့ပရိင်္ဂါကဏ္ဍကြောင့်သူကပရိင်္ဂါလေးကြောင့်အဲ့ဒီနှစ်ထိန်ကဒီမှာ309ကဒီမှာထွက်ယူဆလို့လည်းရတယ်သူကလိန်တာဒီအောက်မှာနော်အဲ့တော့309နှလုံးပေါင်း9တန်းအဲ့ဒီကဏ္ဍတောင်းတဲ့ပင်ဒီလိုတက်ရတယ်လိန်တာနော်အဲ့ဒီကိုဗစ်ကအဲ့309ကဒီအောက်ယူယူဒီအပေါ်ယူယူသူကနှစ်မျက်နှစ်မူးလည်းကစားနေတာအဲ့တော့အဲ့ဆိုရင်ဟုတ်ပြီဒီမှာနှစ်ထိန်နဲ့ပရိင်္ဂါကဏ္ဍနောက်နှစ်ကိုထွက်သွားတဲ့အတွက်အဲ့ဒီနှစ်ထိန်ကပရိနှလုံးပေါင်း9တန်းနဲ့ကဏ္ဍတစ်ခုကဇောင်းတဲ့ပင်ကြောင့်ဒီလိုတက်ရရမှာ ရိုက်ပြီးငါ၅၄၀နှလုံးပေါင်း၅တန်းတယ်နော်အဲ့လိုရိုက်ပြီးဆိုတော့သူလေးကတိတွေသူအတိအကျလှုပ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကဘယ်လိုလှုပ်လို့ဆိုတော့ပထမကတ်မှာဒီ၈၉၆ကိုပြန်မကြအောင်အဲ့ဒီနှစ်ထင်းကပြန်ကြခဏပုံညာ၅တိကျွန်တော်အဲ့ကုတုံညာ၃ပေါအောင်အောင်ရတဲ့အဲ့ဆိုင်လမ်းရောက်အထောက်ကူတွေနဲ့ကုတုံညာ၃ပေါအောင်အောင်ရတာအဲ့ပုံညာ၅တိကပြန်ကြခဲ့အဲ့နောက်တစ်နှစ်ကျော်ပါပေါ့နော်ပြန်ကြခဲ့တော့သူ့အပေါ်ကခဏနောက်နှစ်ကိုတက်ရိုက်ခဲ့တာဒီမှာ၈၄၈အဲ့ပြန်ကြခဏရဲ့အပေါ်ကခဏတစ်ခွက်အဲ့ဒီအယူဆနဲ့၃ကတ်အယူဆနဲ့ကျွန်တော်ကနောက်နှစ်ကိုအဲ့ကုတုံညာ၃လုံးက အညီလေးကပေါက်သွားတာပေါ့နော်ပေါက်အောင်အောင်ခဲ့တာအဲ့တော့အဲ့ဒီနှစ်ထဲမှာဒီ196ကိုပဲသူပြန်ကြကစားသွားတာနှစ်ကစီပြန်ခွဲသွားတာကျွန်တော်ပြောသလိုပထမကတ်နဲ့ဒုတိယကတ်တမှုချိန်ဆက်သလိုဒုတိယကတ်နဲ့တတိယကတ်ကြတော့လဲပုံစံတူနီနီလောက်ချိန်ဆက်တယ်နှစ်ကတ်တည်းကအဲ့တော့အဲ့ဒီကဏ္ဍပြန်ကြသွားတာသူ့ဘဝ140ကဏ္ဍနောက်နေကိုထွက်ခဲ့တာဒီမှာထွက်တာနော်ထွက်တာကျွန်တော်အဲ့ဒါလည်းနှစ်ကတ်နဲ့ပြန်မှန်းတယ်တစ်ချောင်းနဲ့အချိန်ကိုက်ရပါတော့မသိဘူးပေါ့နော်ဘယ်အချိန်ကိုက်ဖမ်းခဲ့တာအဲ့တော့ကျွန်တော်တို့ဒီမှာ ဒီ196နှစ်လေးတက်ခွေတဲ့နေတဲ့မှာဒီပေါ့နော်ဗရင်ငါကနားနေနောက်တစ်နှစ်ကျော်မှာပေါ့ပြန်ရကနား196ကပြန်ကြသွားတာ196ပြန်ကြသွားတယ်မှာ196ရဲ့အပေါ်ကကိုတုံညာတုံနောက်နှစ်ကိုတက်ရိုက်အဲ့မှာတမူးနော်အဲ့အဲ့မှာတမူးအဲ့တော့ကိုတုံညာတုံကအဲ့မှာကျွန်တော်ပေါအောင်ခဲ့တာအဲ့ line ကကျွန်တော်3ခုံ3ထက်3ကန်တယ်လေဒီအချိန်မှာရခဲ့တဲ့အတွက်ကြောင့်မူတွေစုံရင်းကြောင့်ကိုတုံညာတုံပေါအောင်ထဲမှာ organize ထုတ်လိုက်တာအာအောင်သွားတာအညီလေးအဲ့ဒီတုံညာ6တော့ပြီးဒီတုံညာ6တော့ကလည်း မပါပေါက်တယ်မှာအောင်တော့ကားပေါက်ဒီမှာလည်းသူနှစ်တယောက်ထဲနဲ့နှစ်ခါပေါက်ပါတယ်အဲ့တော့အဲ့မအောင်ခဲ့တယ်အဲ့ဒါဆိုရင်တစ်ထိတ်နဲ့ပရင်ကကနနောက်နှစ်ထွက်သွားတယ်နှလုံးပေါင်း9000ကနန်းကလည်းဇောင်းတစ်ပိတ်ဒီလိုပိတ်ရိုက်ခဲ့ပြီရိုက်ခဲ့တယ်ဆိုဒီတစ်ထိတ်နဲ့ပရင်ငါးတွေထွက်ခဲ့သူကလေးကက်စီဆိုတာဟုတ်နော်လေးထိတ်သုံးထိတ်နှစ်ထိတ်တစ်ထိတ်ဆိုတော့စော့ခဲ့ခြင်းကြောင့်ကျွန်တော်တို့ကဒီသူ့ရဲ့နောက်တစ်နှစ်ကျော်ကဒီသူ့ရဲ့နောက်တစ်နှစ်ကျော်ပေါ့နော်နောက်တစ်နှစ်ကျော်ကပြန်ကြကနန်းတစ်ခွက်ရဲ့အပေါ်ကကနန်းကနောက်နှစ်ကိုထွက်ရမယ်ဆိုတော့ဒီ630ကပြန်ကြခဲ့တော့သူ့အပေါ်က3.5တစ်ခွက်နော်3.5တစ်ခွက် အဲ့တော့ဒီကုန်းကုန်းကားကလည်းပြန်ကြခဲ့ခြင်းကြောင့်အဲ့သူ့အပေါ်က690ကတကွက်နော်690ကတကွက်အဲ့တော့အဲ့ဒီနေရာမှာ66နှစ်ကလည်းပြန်ကြခဲ့ခြင်းကြောင့်သူ့အပေါ်က6006ကတကွက်အဲ့ဆိုရင်ကျွန်တော်တို့ကထိုးကမှာက690အားရေ6006အားရေအထိုင်ရတော့ကျွန်တော်တို့ယူရတယ်နော်309အားရေရှိတယ်ဗျာ နော်သုံးကုန်းကားအားရကျွန်တော်နှလုံးပေါင်းနှစ်တန်လဲပြင်ပေးထားတယ်နော်နှလုံးပေါင်းနှစ်တန်ဆိုသုံးကုန်းကားလဲအကျုံးဝင်တယ်လို့ကျွန်တော်6တုံည6ကိုပို့ကြိုက်တယ်။ဘာကြောင့်အနီးကနှစ်ကက်နဲ့ပြန်ပြန်ဖြတ်စော်လဲဆိုတော့ဒီနေရာမှာကျွန်တော်တိကို6ရဲ့ဒီနှစ်ကက်စီးမှာပေါ့နော်တိကို6ရဲ့ဒီမြင်းကုန်းမှာသုံးညကုန်းကားရှိတယ်။အဲ့ဒီသုံးညကုန်းကားကနန်းကပြန်ကြတာ။သုံးညကုန်းကားနဲ့အချင်းကတိကို6တိကို6ကပြန်ကြတော့သူ့အပေါ်ကနန်းနောက်နှစ်ကိုတဲ့ရိုက်တော့ဟောဒီမှာနှစ်လေးတိလို့ခွေးတဲ့ဘေးကိုရိုက်တယ်ပေါ့နော်။ ရိုက်တယ်အဲ့ဒီကနေအဲ့ဆိုရင်ကျွန်တော်တို့ကဒီမာကလည်း6နှစ်6ကတဲကြတော့6နှစ်6ကပြန်ကြသွားပြီပြန်ကြတော့သူ့ရဲ့ဇောင်းမှာဒီမှာ9395ဒီမှာလည်း9395ရှိတယ်အဲ့ဒီ66နှစ်ကပြန်ကြခဲ့တော့ပြန်ကြခဲ့တော့သူ့ဘဝကနေနောက်နှစ်ကိုထုတ်မယ်ဆိုရင်ဟောဒီမှာနှစ်လေးတစ်ကိုပတ်လက်ခွေထားတယ်နော်နှစ်လေးတစ်ပတ်လက်ခွေထားတာနှစ်လေးတစ်ပတ်လက်ခွေထားတယ်အဲ့ဒီနှစ်လေးတစ်ဒီမှာပေါ့နော်နှစ်လေးတစ်ပုံမှန်ကြတော့ဒီမှာ1နှစ်လေးလို့ဒီမှာခွေတယ်ပုံမှန်ကြတော့နှစ်လေးတစ်လို့ခွေတယ်အဲ့လိုနှစ်လေးတစ်ပြောင်းပြောင်းခွေရဲ့နောက်ကုန်လည်းသူပြန် ထက်ကြသွားမလားအဲ့ဒါဆိုရင်ဒီ6ည6ကစောနာကမူနဲ့ကလင်နာမှာနှစ်ကတ်ရှိတာငါးခုရှစ်လို့လှဲခဲ့တယ်လှဲတဲ့အောက်ကကနနောက်နှစ်ကိုထွက်တော့၄တိ3လို့ထောင်းပြီးတော့နောက်မှာကတ်ထွက်တယ်ဆိုရင်ဒါကလည်းသူမူဆုံရပဲငါးခုရှစ်လို့လှဲတယ်လှဲတာနဲ့ဒီ6ည6ကနောက်နှစ်ကိုထွက်တော့ဟောဒီမှာ၄တိ3လို့လေးတက်သုံးလို့နောက်ထောင်နဲ့ဘေးမှာတက်ထွက်မယ်ဆိုရင်ဒါက6ည6ကမူဆုံနေတာပဲเนาะဒါကဟိုမန်ပါတွေကတကွက်ဖြစ်ရင်လည်းဖြစ်မယ်ပေါ့เนาะဒါကမန်ပါတွေကဟိုတကွက်ကောင်းတော့မဟုတ်ဘူးပေါ့เนาะတကွက်ကောင်းရေးပြီးသားပါ အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီရေကက်စီမာက3.4တက်ကလည်းငါးကံမြောက်သွားရင်3.4တက်ရှင်းနေတဲ့3.5ထိုင်နေပရိင္ကကဏ္ဍဒီနေ့ကိုထွက်ရမယ်ပေါ့နော်အဲ့အဲ့ဒါကလည်းသူကရှိခဲ့တယ်ရှိခဲ့တယ်ဆိုတော့ဒီ3.4တက်မွေးခြင်းကလည်းမွေးလို့ရတယ်ဟုတ်လားဒါကျွန်တော်နှစ်နှစ်အလေပိုင်းပေါ့နော်အဲ့လိုနဲ့တင်ပြထားတယ်နည်းအဲ့လေးတော့ငါဒီအာဖို့ဗျာနော်အာဖို့အဲ့အဲ့ဒါကမွေးခြင်းလက်ကြံခြင်းမွေးခြင်းမွေးထားပေါ့ဒါကကျွန်တော်ဒါနှစ်လေးတော့တင်ထားပြီးတယ်အဲ့တော့ အဲ့ဒီ6 3 5 6ကိုပဲကျွန်တော်ကကစားသွားမလားပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့ကဒီ9 3 5 3မှာကျွန်တော်နှစ်ကန့်နဲ့ဒီကအထောက်ကူဘာလို့အောင်ခဲ့လဲဆိုတော့လေမကလင်နာမှာ303လို့ကျွန်တော်ချောင်းနေတာ303လို့ခဏလေးနော်အဲ့မှာမူနော်ဟိုကဏ္ဍတစ်ခွက်ကိုကျွန်တော်ပအောင်ရှင်ဟိုကဏ္ဍတစ်ခွက်ကိုတမူလောက်နဲ့ဘယ်တော့မှမလုပ်ဘူးကိုကြည့်ကိုအမြဲတမ်းကြည့်နေတဲ့ line ကြီးကလိုက်ချင်တယ် လိုက်ချိန်နဲ့တွဲလုံးလေးနဲ့လိုက်ချိန်နဲ့ညှိုးစုံနဲ့ကနန်းတော့ကပေးလိုက်တော့တာကျွန်တော်တို့လွေတယ်ပေါ့ဗျာဟုတ်လားလွေတာအဲ့ဒီချိန်မှာရွေးမပေးခင်ရွေးနေရတဲ့ကျွန်တော်တို့ကိုတွေ့တွေကြတော့ဒါကတော့ချက်ဆရာတိုင်းဖြစ်မှာပါနော်ကိုတွေ့တွေကြတော့မမဆရာတိုင်းဖြစ်လိမ့်မယ်ဘလောက်အုံစားတယ်ထင်တော့ပေါ့နော်ဒါကတော်တော်အုံစားတယ်ဟိုဘယ်သူမှဆိုတော့ကိုပေးတဲ့ကနေပေါက်ချင်စီချင်တာပဲနော်အဲ့တော့ညသုံးခုံသုံးလို့တက်ထွက်တယ်ဒါကိုတုံညသုံးကိုကျွန်တော်ပြီးခဲ့တဲ့နေ့ကကိုတုံညသုံးမှမပေါအောင်ခဲ့တဲ့အဟောက်အထောက်ကူနော်မူးဆုံးတယ်ဆိုတာတခြားလိုင်းကြီးရှိသေးတယ် ကျွန်တော်သတိရတဲ့ line နဲ့ပြလိုက်တာသုံးခုသုံးတဲထွက်လို့သူကနေ၁၁နှစ်သွားတနည်းနှစ်နှစ်၃၄၅၆၇၉၁၁၁၁နှစ်မြောက်ကိုသွားတာနဲ့အဲ့ဒီနှစ်ထဲကကနရကွာဆက်တဲ့ပြမြောက်ကိုပြန်ချပါဒီ၉၁၃ဟာ၁၁နှစ်ကိုလာတာနော်လာပြီးတော့သူကဆက်တဲ့ပြမြောက်ကိုပြန်ချတာသူကနေတနည်းအချိန်နှချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်၁၁ချိန်မြောက်ကိုသူပြန်ချခဲ့တာ နော်တန်းချောင်းနေတယ်ဆိုတော့ဒီမှာဒုတိယကံမှာ3ခွန်3ထွက်ထွက်ပြီထွက်ပြီဆိုတာနဲ့သူကနေ7နှစ်သွားမယ်တနေ့နေ့3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်7နှစ်7နှစ်သွားတာနဲ့ဟောဒီမှာ90ရာအပေါ်ကနေ7ပြင်ယောက်ကပြန်ကြတာနော်စိတ်ကူးရင်စရာနော်ဒါကပရိစီယာကပြားဆန်းနေစိတ်ကူးရင်လူဆန်းတာတစ်ချိန်နှစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်7ချိန်မြောက်ကိုသူပြန်ကြခဲ့တာအဲ့ဒါဆိုဟုတ်ပြီဒီမှာလာပြီ3ခွန်3ထွက်ထွက်တာတက်ထွက်ပြီမှာ3ခွန်3တုံးကပဲရှိရသူကနေတနေ့နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်11နှစ် ဆက်တဲ့နင်းသွားတာနဲ့အဲ့ဒီနေ့ထက်ဆက်တဲ့ချိန်ရောက်ကနေပြန်ကြဆိုတော့မကြောက်ရဒီ၁၉ချောက်ပြန်ကြတာလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်9ချိန်10ချိန်9ချိန်10ချိန်ဆက်တဲ့ချိန်12ချိန်ဟုတ်လားဆက်တဲ့ချိန်12ချိန်မဟုတ်တော့ဒီတိတုံညချက်ကလည်းထည့်ရပြန်ကြတာအဲ့ဒါဆိုရင်ကျွန်တော်ယူဆလိုက်တာကသုံးကန်စီးရီကသူအတိအကျပေးထားပြီသုံးကန်ရောက်ရောင်သူဇွဲရှိရှိနေတာလိုက်ပေးနေဆိုတော့ကျွန်တော်မှအတွေ့အကြုံအများကြီးရှိခဲ့တော့အဲ့တော့ဟုတ်ပြီအဲ့ဆိုဘယ်လိုယူဆလိုက်လဲသူမထွက်လာဘူးဒီထိမထွက်လာဘူးဆိုတော့ကျွန်တော်အဲ့တော့အဖွဲ့ဝင်နေမှတ်မိအောင်မယ်လူဟောင်းနေပေါ့နော်ဘယ်လိုယူဆလိုက်လဲဆိုတော့ဒီနှစ်ထဲကကဏ္ဍတစ်ခွက်ဟာ ဆက်ရပြမြောက်ခုကျွန်တော်က196တိလိုက်ပါလို့မမလေးကိုပြောထားတာ196တိလိုက်ပါအဲ့မှာကျွန်တော်ဒီညမှာအောင်းသွားတာဘာလို့အောင်းခဲ့လဲဆိုတော့ဟဲ့ဒီ9ကိုညာတော့ပြန်ကြည့်ဆွမ်းနာကတော့ကျွန်တော်တို့ဒီ၄ကက်စီနဲ့ဒီ၈ရက်ထက်ပြန်ကြကဏ္ဍတကွက်ပေါ်က၄ကက်စီနဲ့လည်း၃ကက်စီနဲ့လည်းကျွန်တော်တို့ပြန်ချုပ်ခဲ့တာနော်ဒါကြတော့၃ကက်ညာပေါ့အဲ့တော့၃ကက်နဲ့လည်းပြန်ချုပ်ခဲ့တယ်လို့ဒီမှာမူဆုံနေကဒီ9ကိုညာတော့ဟာတစ်ချိန်နှစ်ချိန်နောက်နေ့ကိုရေးလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်ညောက်ကိုသူကကိုယ်တုံညာတုံလိုက်ထွက်ဆိုပြီး ဖမ်းတာအဲ့ဒီအချိန်မှာကျွန်တော်ကဘယ်လိုဖမ်းလိုက်လဲဆိုတော့ဟောဒီနေရာမှာသူလေးကုန်ရှင်းလို့လေးကုန်ရှင်းတဲ့အကျင့်ကိုက်လေးကုန်ရှင်းပေါ့နော်လေးကုန်ရှင်းဥပမာနေအကျင့်ကိုက်ရှင်းတစ်ချိန်နဲ့3 4 5 6 9 10 9ကိုးချိန်ကြောင့်မှ3ခွန်ရှင်းကဏ္ဍကြီးကိုတွေပေါ့လေးကုန်ရှင်း3ခွန်ရှင်းကဏ္ဍကြီးကိုအားတွေပေါ့နော်ဒီလိုတည်တယ်တည်တဲ့ဆောင်မှာ3ခွန်3အဲ့ဒီကိုကျွန်တော်တခြားထဲမှာကျွန်တော်ရှိသေးတယ်နော်နှစ်ကစီးနဲ့ကစားကြတာအဲ့တော့ဒီမှာကလည်း၄ခု၈ပတ်လေသူကနေတစ်ချိန်တစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်ကျော်မှာ၃ခု၈ပတ်လေဒီလိုကဏ္ဍကြီးကိုပေါ့နော်၄နဲ့၃နဲ့ပဲ အဲ့လိုတဲ့အဲ့တော့သုံးခုံသုံးတိလို့နှစ်ကက်တဲ့အဲ့ဒီနှစ်ကက်ကိုကျွန်တော်ဖြတ်ဖန်တာကအဲ့ဒီနောက်၁၇နှစ်မြောက်ကဒီမှာ၄၈၅လို့ညမှာကနန်းအလုံးလေးတွေလာဖြစ်တာကတော်တော်လေးတူတာဗျ၄၈၅လို့ကလင်းနာမှာလှဲတာရှာကြည့်နှစ်ကက်ပဲရှိတယ်ဒီနောက်မှာပေါ့ဗျာ၅၈တိလို့ခွေတာတွေရောပေါ့နော်ဒီဒီ၅၈အတွဲ၈ထဲအဲ့ဒီလို့ခွေရရောထားလိုက်ပါတော့၄၈၅လို့နောက်ပိတ်သုံးလို့လှဲတယ်လှဲတဲ့အောက်ကကနန်း၁၇မြောက်ကိုပြန်ထွက်ဆိုပြီးကျွန်တော်ကအဲ့မှာဖမ်းလိုက်တာအဲ့မှာနှစ်ကက်စီးနဲ့အဲ့တော့ကျွန်တော်ကနေဒီကနေဒီ၄ခွန်၈၃ခွန်၈ဖိနှစ်ကက်တူတယ်တဲ့ဒီမှာကျတော့မတည်ဘူးပေါ့ဗျာနော် ဒီမှာကျတော့မတည့်ဘူး။ဘာဒီမှာကျတော့မတည့်ဘူး။ဒါပေမဲ့ तू ကလည်းအဲ့ဒီခါလည်းနှစ်ကက်စီလုံးအဝေးထောင်နဲ့ပြေးတာပဲ။ဟုတ်လား။ तू ကတဘောတရားကအနီးထောင်နေရနေကျွန်တော်တို့ကအနီးပရိအထောက်နေရနေယူလာရင်အဲ့ဒီကောင်နဲ့ပတ်သက်တဲ့ခဏတကွာချတဲ့ခါရောက်ရင်အဝေးအထောက်နေနဲ့ချတတ်တယ်။အဝေးအထောက်ဆိုတော့နှစ်ကက်စီကနေရာတိုင်းမှာအထောက်များတယ်လို့ပေါ့ဗျာ။အယူအဆပိုင်းဆိုင်ရာတွေကွာသွားတာပေါ့။အဲ့လိုမျိုးတွေပေါ့နော်။အဲ့ဆိုရင်ဆက်နွယ်မှုတွေရှိတယ် तू နဲ့။အဲ့တော့ကျွန်တော်တို့ဒီမှာအဲ့ဒီ3ခု3ကနေဆက်တဲ့နည်းမျိုးဆိုဒီနှစ်ချဲပေါ့။အဲ့ဒီမှာ तू 4 8 5လို့ကလင်နာမှာနှစ်ကက်လာဖြစ်တာ။ ဒီနေရာမှာလည်းငါရှိရှိတဲ့ဒီလိုတွေဖြစ်တာပေါ့နော်။ခဏအလုံးလေးတွေလာတည်တာကဒီနေရာမှာပုံစံတူတယ်။အဲ့တော့သူ့အပေါ်ကလည်းဆက်တဲ့ပြင်ပြပေါ့ကျွန်တော်တို့အာကြီးပေါ့အမေ6300ပေါ့။အဲ့ရမူထပ်တာကြီးရောကျွန်တော်အ6300ပေါ့အောင်သွားတာ။ဟုတ်လား။အဲအဲအဲကြောင့်မလို့ပေါ့ဗျာ။အဲ့ဒီနေ့ထဲမှာဆိုဒီနေ့မှာဆိုမွေးကနန်းနေရောဗျာ။ဒီမှာဆို3000ဆက်တက်။ဟုတ်လား3000ဆက်တက်ဒီမှာမမပေါ့တဲ့မှာဒီမှာမမတော့ရန်ထဲအောင်သွားတာ။အဲ့ထဲမှာဒီမှာမွေးကနန်း နှစ်ခုနဲ့အောင်လာအမစာတို့မွေးကနန်းလေးတစ်ခုအောင်လာငါးတစ်ခုကလည်းမွေးကနန်းနေပဲအဲ့ဒီထဲမှာ6တစ်ခုနဲ့ချိန်လောက်မှန်ပါတယ်အနည်းဆုံးအောင်သွားတယ်ဒီကြားထဲမှာလွတ်သွားတဲ့ကနန်းတွေရှိသေးတယ်နော်လွတ်သွားတဲ့ဒီပပလယ်မှာအောင်သွားတဲ့ကနန်းတွေမပါသေးဘူးပေါ့နော်အဲ့တော့ပြီးကတဲ့နေ့ကဆိုရင်ကျွန်တော်တို့ဒီမှာ66နှစ်မှန်ပါတယ်မှာအရင်ထဲမှာပဲ6ဘူး6ကွာ10ဘွက်ဆိုပြီးမှန်ပါတယ်အကုန်လုံးပြီးလား အဲ့မှာကျွန်တော် member ရန်ထဲမှာအောင်တယ်အဲ့တော့ဒီမှာတစ်ချိန်အောင်တယ်ပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ဒီမှာ9000 9000တဲ့အောင်တယ်690တဲ့အောင်တယ် organizer ကြီးတော့မဟုတ်ဘူးတို့ပြင်မယ်ပြီးခဲ့တဲ့နေ့ကအတိုင်းတိုင်းလည်း member တွေတွေ့မယ်ဆိုရင်ညက်တာများတယ်ကျွန်တော်ပေးတယ်လို့ထူတဲ့ member အများစုကပြညက်တာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ကလူတွေဆိုရင် power 2ကိုကျွန်တော်ကဒီ share တစ်ခွက် power 2ခွက်ဒူရော3ခွက်ကိုတော့အရင်ဆိုးလို့ number အောင်နေရအကုန်လုံးပြီးတယ်နောက်ပိုင်းကျရင်တော့ကိုနောက်ပိုင်းကျတော့ကိုနည်းနည်းလေးအထိုင်လေးတွေတချို့ပြေးယူချာလာတယ်နှစ်ကစီကျတော့တစ်ခါလေးကျတော့ညံများတယ်ပေါ့နော်အထိုင်လေးတွေလှည့်တယ်လို့အဓိက power အဲ့ဒီ6ခွက်ပေါ့နော် ရှေ့ဩတစ်ကွက်ပေါအောင်နှစ်ကွက်ဒူအောသုံးကွက်အဲ့ဒီကောင်ကအာရန်ထိုးလို့အဲ့အဲ့တော့အပတ်စီရတော့တစ်ကွက်ကောင်းကတော့ main ထိတ်ဆုံးကရှေ့ဩကတစ်ကွက်ကောင်းပေါ့နော်အဲ့တစ်ကွက်ကောင်းတစ်ကွက်ကောင်းလို့ကျွန်တော်မှဆိုကျွန်တော်တို့ကွက်အဲ့တစ်ကွက်ပဲတစ်ကွက်ကက်ကလေးပဲပြီးလိုက်တာပေါ့နော်အဲ့တော့အခုတို့ညာတော့အဲ့မှာဟိုဖြစ်ခဲ့တာဒီနေ့မှဆိုလဲကျွန်တော်တို့ဒီမှာရှေ့တုံညာခုဟွန်းဘာလို့မဘာစခေါ်ပြီးဒီ6လေးနေမှာပပလဲမအောင်နဲ့နော်ဒီမှာလဲ3တုံညာရှေ့တည်လဲဒါစိုက်မပါဘူးခဏနောက်ပိတ်ဆုံးကျွန်တော်ကအဲ့တော့အထိုင်းမှာအလုပ်ထဲမှာမလို့ပြချင်မရှိဘူး ီမှာဆို YouTube channel မှာငါးခုခုအောင်ခဲ့တာဒီမှာလည်းကျွန်တော်တို့ဒီ public မှာအောင်ခဲ့တာအောင်ချက်များလာတော့ကျွန်တော် member လေးစခေါ်လိုက်တာကျွန်တော်လည်း calendar ထိုင်းမှာဆို calendar ရှားတာဓာတ်ခက်တာဟုတ်ဟုတ်လားဟို9000နဲ့ပဲစခေါ်တာကျွန်တော်အဲအဲ့ဒီမှာကျွန်တော်ဒီ6လနှစ်တည်းအောင်ပြီးမှကျွန်တော်ဒီနောက်မှာလာပြီးတော့ချစ်တုံညခေါ် member စခေါ်ပြီးရတယ်အောင်ခဲ့တာနှစ်စဉ်မပါမအောင်တဲ့နှစ်ကတော့မရှိသေးဘူးပေါ့နော်ဒီနှစ်မှာဆိုကျွန်တော် member အကောင့်ထဲမှာတည်တက်နေတည်ပြီးခဲ့တဲ့နှစ်ကဒီမှာ10ခွက်အောင်သေးတယ်နော်ပြီးခဲ့တဲ့နှစ်ကပြီးခဲ့တဲ့နှစ်ကဒီမှာဒီမှာ6 6နှစ်မှာအာ တချိန်6ခု6ကဆယ်ခွဲလုံးမှပါလေထိုးခိုင်းတာအဲ့ဒီမှာမုံတိုင်းနေကြတော့ရေကြီးရေရှမ်းနေတယ်တချို့မရတဲ့လူတော့မရပါဘူးငါးတုံညာတုံတဲ့အောင်အဲ့ဒီဒီမှာမှာပါတဲ့မှာဒီမှာ8 3အခွာဆယ်ခွဲဆိုကျွန်တော်က8 9 3 8 9ညညောက်က8 9ညောက်អော်တာခါနက်ခတ်လန်သွားတော့ဒီမှာဆယ်ခွဲမှန်ပါတယ်မှာဆယ်ခွဲလုံးစီဒီ8 3အခွာဆွဲဆိုပြီးပြောထားတယ်ဒီမှာလည်းဒီညမှာလည်း6 3တော့ပြောဆယ်ခွဲဆိုကျွန်တော်တို့ကတကွက်ကောင်းမှာ3ည6 3អော်တာဒါတို့ပြင်မယ်အဲ့ကောင်ပြန်ကြအောင်ခန်းတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ356မှာကျွန်တော်တို့ရှယ်အော်မိတ်မိသွားတယ်လीအာပေါ့နော်ရှယ်အော်မိတ်မိသွားတယ်အဲ့မှာကာကန်ဆံမိတ်ဆိုအာဖြစ်သွားတယ် ျွန်တော်တကယ်တမ်းဆိုစိုက်ကြည့်ရလူကဆိုရင်ကျွန်တော်တို့ကဒီဒီ line ကနေပေါ့ဗျာဒီဒီ line ကနေပေါ့ဒီ6ဒီ6ခေါက်နောက်တွဲဟာဒီ365ခွေးနဲ့နောက်နေထဲကျွန်တော်တို့ဖမ်းလိုက်တာပေါ့365ကလင်နာမှာနှစ်ကက်ရှိတာအဲ့ဒီကောင်နဲ့ဆက်ဆက်ပြီးတော့ဖမ်းလိုက်တာဒီ365ခွေးနဲ့နောက်နေထဲမှာသူကဒီနောက်တွဲပေါ့နော်ဘယ်ဘယ်ကနောက်တွဲလဲဆိုတော့ကသူကဒီ9နောက်ပေးလာ9နောက်ပေးရအောက်ကကနာနောက်တွဲဟာနောက်တွဲဆိုပြီးတော့ကြခဲ့တယ်နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာလဲသူကဒီ365 3ကက်ရှိရပေါ့နော်ဒီနံပါတ်365ခွေးတာ တုတ်ချောင်းကားလို့ဒီမှာခွေပြီးခွေပြီးဆိုရင်သူ့ရဲ့နောက်နေထဲမှာငါးနောက်ပေးရဲ့အောက်ကခဏနောက်ွဲဟာနောက်တွေဒီမှာကျတော့သူကတကယ်တမ်းသူအိုက်ဆိုင်ကကျွန်တော်တို့က3 5 6ကိုဖမ်းခဲ့တာဖမ်းခဲ့တော့3 6ဟာဟုတ်လားသူကနောက်နှလုံးလှည့်ထိုးသွားမှာဟုတ်လားနောက်နှလုံးမလှည့်ထိုးမှာကျွန်တော်ကဒီမှာကျသူကကျွန်တော်ဒုတိယကနဲ့တတိယကကိုယူလိုက်တာနောက်ပိုင်းတော့သူကပညာရတာပေါ့နော်နောက်နှလုံးလှည့်ထိုးသွားမှာရမ်းမှာပေါ့ဗျာကိုကြိုက်တဲ့ကွက်ကိုတင်ပြီးတော့နှစ်ကွက်ပေါ့ဒီနောက်တွဲကနောက်တွဲကြခဲ့တယ်ဆိုတော့ဒီမှာကျတော့ပြောင်းပြန်ကြတာဒီငါးနောက်ပေးနေခဏ3 6ကလို့ခွေရတယ်နောက်နှစ်ထဲမှာအထောက်ကြီးရှိသေးတယ်ဒါကကျွန်တော်အလုံးရင်းပြီးသွားတာဟာမလို့လုံးရင်းတူရှင်းတူရှင်းပြောလိုက်တာ အတူဖြတ်ပြလိုက်တယ်3900ခွေနဲ့သူရဲ့နောက်လက်ထက်မှာ9000ပွေရဲ့အောက်ကခဏနောက်တွဲဟာနောက်တွဲဒီမှာဒဲဆင်းခဲ့လို့ကျွန်တော်တို့ဒုတိယကနဲ့တတိယကကိုချိတ်ဆက်လိုက်တာအဲ့မှာ9000ပွေရဲ့အောက်ကခဏကျွန်တော်တို့ကဟမ်ဘယ်မှာတော့ဟောမဟုတ်ဘူးဒီမှာ9000ပွေမဟုတ်ဘူးဒီမှာပဋိသေသအဲ့ဒီပဋိသေသရဲ့အောက်ကခဏက3900ခွေနဲ့နောက်လက်ထက်မှာပဋိသေသရဲ့အောက်ကခဏနောက်တွဲဟာနောက်တွဲအဲ့တော့ဒီမှာ365လို့ခွေရတယ်သူရဲ့နောက်နေထမှာပရိလေးအပရိလေးရဲ့အဝကနနောက်တွဲဟာနောက်တွဲအဲ့ဒီမှာ365လို့ဒီမှာခွေပြီခွေပြီခွေနေတဲ့သူရဲ့နောက်နေထမှာပရိပရိလေး5ပေါ့နော်ပရိ5ဒီမှာစကြတာ ပရင်ကအဲ့ဒီပရင်ကသူကအဲ့ဒီအောက်ပါကနေနောက်တွဲနောက်တွဲဆိုပြီးမှ65တွဲ65တွဲဒေမစင်းမဲနဲ့96တွဲဆိုပြီးတကယ်တမ်းဆိုရင်နှစ်ကွက်ပဲလှည့်ထိုးပါအဲ့အားရရအောင်အဲ့တကွက်ကောင်းရှေ့အောင်လာပေါ့နော်အဲ့ပေပါကျွန်တော်တကွက်ကောင်းလာဝယ်သမားတွေများတယ်တကွက်ကောင်းလာဝယ်သမားတွေကအဲ့ပေမှာတန်းကောင်းသွားတာအာရေးထားတာပဲမြန်မာထဲမှာတော့ဟုတ်လားအာရေးထားတာပဲလေဒေအောတကွက်ကောင်းဒေအောပေါ့နော်ဒေအောအာရန်ပေါ့အာပေါ့နော်အာရန်အဲ့လိုမျိုးပေါ့ရေးထားတာကဲဒီတစ်ပတ်ကတော့ကျွန်တော်ဒီနှစ်ကွက်လေးနဲ့လောလောဆယ်နှလုံးပေါင်းနှစ်တန်တဲ့ပတ်သက်လို့ ခွန်6ခွန်6ကလေးပေါ့အာရန်လိုက်ပေါ့ဗျာဘာလို့ဆိုခဏလူခဏလောက်ချသွားရင်၄တိ3လို့ထောင်တာလေးတိ3လို့ထောင်တာကတော့တကတ်တစ်ချိန်မကလို့ကျွန်တော်ခဏလူခဏရေးပြီးနှစ်ကတ်ထဲရှိရဆိုရင်6ခွန်6ကိုတည်းရေးရေးချင်မှရေးပြီးတော့မှာဘာလို့လေးတိ3ကနှစ်ကတ်3ကတ်ရှိတယ်3လေးကတ်လောက်ရှိမှဖြစ်နေ3ကတ်လောက်3ကတ်အနည်းဆုံးတော့ရှိမယ်အဲ3ကတ်အနည်းဆုံးရှိရင်အဲ့လိုမျိုးကြတော့ तू ကနှစ်ကတ်ကခဏလူခဏလောက်တယ်လို့ဒီလေးတိတုတ်တာပထမကတ်ဒါဒုတိယကတ်ပဲနှစ်ကတ်ပဲရှိရဆိုတော့6 3 6ပဲကျွန်တော်ပြမယ်ဘာလို့ဆိုတော့ဒါကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်မှတ်သားထားတဲ့သင်္ကေတပေါ့နော်ကဲကျွန်တော်ဒါပေါ့နော် 2024ကတည်းကကျွန်တော် line မောရောက်တယ်။ငါဘာမှအောင်နဲ့နေမရှိသေးပါဘူးနော်။ကြည့်မမဝင်ကျင်တဲ့လူတွေကတော့လူပြစ်ကလူပြစ်ကတော့နည်းနည်းဈေးလူဟောင်းတဲ့အခြေဈေးကြီးတယ်လို့ဖြစ်မယ်။နောက်နှစ်မှာဆက်လက်တွဲရင်ဒီအများဆုံးကတော့လက်တွဲကြတာပဲ။ဘာလို့ဆိုတော့ကျွန်တော်လည်းဒီလောလောဆယ်မှာအောင်နဲ့ဒီနှစ်တိုင်းချက်တော့ကိုမမတွေပေါအောင်စူးစမ်းပေးနေရတာဘူးနော်။အဲ့တော့ဒီ2026တနှစ်စာကိုနှစ်သိမ်းပါနော်။ထိုင်ရနေဆိုဘန်းနဲ့ထောင်မှာအခုချိန်ကနေဝင်ရင်လည်းနှစ်သိမ်းမယ်။နောက်နှစ်နှစ်စာမှာဝင်လည်းနှစ်သိမ်းပါပဲနော်။ အဲ့ဒါကတော့ဒီခုလက်ကျန်ချင်းသုံးချင်းအခမဲ့ပါမယ်ပေါ့ဟုတ်လားအခမဲ့ပါမယ်အခမဲ့အဲ free ရမယ်ပေါ့ဗျာနှစ်ဆမဝင်လဲနှစ်ပိန်းတော့ရအခုလက်ကျန်ချင်းဝင်သုံးချင်းကျွန်တော်စောင့်ဖွင့်နေလဲရှိသေးတယ်ကျွန်တော်တွေးထားတာတော့ဒါကဟိုဝါတော့မှတိုင်းဒီ၃၆အောင်မလားလက်ကျန်ချင်းဒီချိန်လောက်ကအနည်းဆုံးတော့ပေါ့နော်ဒါအပိုင်လို့ပြောမထားအောင်နော်အောင်းမယ်လို့ကြုံကြည်ချက်နဲ့ဟိုပြည့်လဲတည်လွဲလေးတွေပေါ့ပုတ်ကတိကားတယ်အဲ့ဒီအဲ့ဒီတင်ကားလေးကကျွန်တော်ရှစ်ကိုးလေးကိုစားထိုးလိုက်တယ်ပေါ့အဲ့တော့လူခေါင်းကတော့ထိုင်ရနေဆိုဘတ်ထောင်းတရားနော် လူတစ်ကအဲ့မဲ့လူလူဟောင်းကမြန်မာပြည်ကဆိုတော့တသိန်း1000ပါနော်အဲ့တော့ထိုင်းကနေဆိုရင်လူတစ်က2000ဘတ်2000မြန်မာငွေဆိုရင်မြန်မာပြည်ကဆိုရင်2သိန်းပါနော်တချဲတချင်းစာကို1000ငွေထိုင်းကနေဆိုဘတ်1ချဲတချင်းစာဘတ်150သုံးချင်းစာဘတ်400မြန်မာပြည်ကဆိုရင်သုံးချင်းစာကို4000ကျပ်ပါနော်ကဲအားလုံးပဲမင်္ဂလာပါ